ဆက်ပေးမဲ့သတင်းကတော့နိုဘယ်ငြိမ်းချမ်းရေးဆုကိုဗင်နီဆွဲလာတိုက်ခိုက်ခေါဆောင်ရရှိရတဲ့သတင်းဖြစ်ပါတယ်။2025ခုနှစ်အတွက်ချီးမြှင့်ခဲ့တဲ့နိုဘယ်ငြိမ်းချမ်းရေးဆုကိုဗင်နီဆွဲလာတိုက်ခိုက်ခေါဆောင် မာရီယာကိုရီနာမာချာတို့ရရှိသွားခဲ့တယ်လို့သိရပါတယ်။ သက်58နှစ်အရွယ်ရှိပြီဖြစ်တဲ့မာရီယာကိုရီနာမချတိုဟာစစ်မှုအင်ဂျင်နီယာတအုပ်ဖြစ်ပြီးဗင်နီဇွဲလားနိုင်ငံအတွင်းမှာပြည်သူတွေဒီမိုကရေစီအခွင့်အရေးတွေရရှိအောင်ဦးဆောင်တိုက်ပွဲဝင်ခဲ့သူဖြစ်ခဲ့တာကြောင့်နိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်ရေးကော်မတီကသူမကို2025ဆုရှိအဖြစ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ မာရီယာကိုရီနာမချတိုဟာ2024ခုနှစ်ကကျင်းပခဲ့တဲ့ဗီနီဇွဲလားရေကောက်ပွဲမှာဝင်ရောက်ရှင်မြိုင်မှုကြိုးပမ်းခဲ့ပေမဲ့ဗီနီဇွဲလားကိုဆယ်စုနှစ်တခုကြာအုပ်ချုပ်ခဲ့တဲ့သမ္မတမာဒူရိုဦးဆောင်တဲ့အဆိုအရကသမ္မတလောက်အရေးသွေးနဲ့မကိုက်ညီဘူးလို့သတ်မှတ်ပြီးပယ်ချခံခဲ့ရသူဖြစ်ပါတယ်မာရီယာကိုရီနာမချတိုဟာသူမဝင်ပြိုင်ခွင့်မရခဲ့ပေမဲ့အတိုက်ခံနေတဲ့ဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့အက်ဒမိုဒိုကိုအပြေးအဝထောက်ခံကူညီခဲ့ပါတယ်။ ရွေးကောက်ပွဲမှာမာဒူရိုကဆန္ဒမဲ52ရာခိုင်နှုန်းနဲ့အနိုင်ရခဲ့ရလို့တရားဝင်အတည်ပြုခဲ့ပေမယ့်အငင်းပွားဝယ်ရာပေါ်ထွက်ခဲ့ပြီးဗင်နီဆွဲလာတိုက်ခံတွေကတော့မာဒူရိုကဆန္ဒမဲ37ရာခိုင်နှုန်းလောက်ပဲရခဲ့ရလို့သတ်မှတ်ချက်ရတယ်လို့သိရပါပါတယ်ရှင်။ဒီသတင်းကိုတော့ညီကြအောင်ကပေးပို့လာတာပါ။